မင်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ18ရက်နီလအတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကပ္ပစ16အနီးကရွာလေးရွာကိုဝင်ထွက်ဖွင့်ပိတ်လိုက်လို့ဒေသခံတွေစားတောက်ရိတ်အခက်တွေ့နေတဲ့သတင်းကိုတင်ဆက်ပါမယ်ပခိုးတိုင်းပတောင်းမြို့နယ်ရှိ MS16 ကာဝေး ABC စစ်ရုံးကပ္ပစ16အနီးကခြေရွာလေးရွာကဒေသခံတွေကိုအောက်တိုဘာ17ရက်ကစတင်ပြီးစစ်ကောင်စီတပ်ကဝင်ထွက်ဖွင့်ပိတ်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်မတုံရွာဖလုံရွာကြားချီရွာ ကျောက်ဆက်ဖွဲရွာကဒေတာခံတွေကိုကဖဆာဆက်ချောက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကရွာပြင်ထွက်ဖွဲ့မိလိုက်တာဖြစ်ပြီးကုလိုပိလိုက်တာကြောင့်ဒေတာခံတထောင်ကျော်ဟာစားတော့ရေးခက်ခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။အဆိုပါကြီးရွာကဒေတာခံတွေဟာတစ်ခုတ်ဝါခုတ်မိတွေဖို့အလို့တွေနဲ့တောတောင်တွေကိုမိကိုစားတော့နေကြရတာဖြစ်ပြီးအခုလိုရွာပြင်ထွက်ဖွဲ့မိလိုက်တဲ့အခါအခက်ခဲဖြစ်သွားတယ်လို့ဗထောင်းဒေတာခံမျိုးသားတအူကပြောပါတယ်။အရခတတော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကဗထောင်းမျိုးနယ်မှာ ထိုးစစ်အချိန်မြင့်လာတာကြောင့်ကပ္ပစား၁၆အနီးမှာတိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်လို့ဆိုကအခုလိုအထက်မှရွာတွေကိုအပြင်ထွက်ခွင့်ပိတ်ပင်လိုက်တာလို့လည်းအထက်မှအမျိုးသားကဆိုပါတယ်ရွာတရမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်၁၀ဦးစီရှိပြီးရွာပြင်ထွက်လို့ဖမ်းမိရင်စစ်မှုရန်တင်နှံဖို့မယ်ဆိုပြီး ပြောဆိုတာတွေလည်းရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘား၁၄ရက်ကပထောင်မြို့နယ်ပကံခွဲကြီးရွာတောင်ဘက်၉ကီလိုမီတာကွာဝေးရှိစစ်ကောင်မရှင်ရဲ့666ပိုင်ကုန်းကို၃နိုင်ခန့်ကြာတိုက်ခိုက်ခဲ့ပြီးနောက် အပိသက်သိမ်းပဲရရှိခဲ့တယ်လို့ကျောတံမတန်းနဲ့တပွားအော်တိုဝါ15ရက်မှာအေအေကထုတ်ပြန်ခဲ့ပါတယ်အဆိုပါ point 666စကန်တစ်ခုလုံးကိုသိမ်းပဲရယူခဲ့စဉ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအချို့တနက်ခင်းရက်နဲ့စစ်အုံဆောင်ပစ္စည်းအချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့လည်းအေအေကဆိုထားပါတယ်ဒါ့အပြင်ကာဘာစာ16နဲ့ကလျက်ကအင်ဂျီ300ခန့်ရှိတဲ့မတုံကြီးရွာကိုလည်းဖေဖော်ဝါရီ16ရက်ကလည်း ကပ္ပစာ16တက်နဲ့အမည်နဲ့ကြီးရလုံးကျော်ရဲ့အတွက်လို့ဆိုကအသက်16နှစ်ကနေ35နှစ်ရှိတဲ့ရွာကမျိုးသား30ဦးကိုကြီးရထဲမှာစစ်တမ်းပေးခဲ့ပြီးရွာကိုလည်းဖေဖော်ဝါရီ20ရက်ကစတင်ကစစ်ကောင်ရှင်တပ်ကဝလုံးချုံလင်းနဲ့ခြံစည်းရုတ်ခတ်ကာရန်ခဲ့သေးတယ်လို့သိရပါဗျ။ဆက်လက်တင်ဆက်ပေးမှာကကထိန်ကင်းမှုသွားတဲ့လင်မယားဖီစော်တီကိမ်းမှာဖမ်းခံရပြီးအမျိုးသမီးဖြစ်သူအတ္တမပြုအသက်ခံခဲ့ရတဲ့တဲ့မှာစကိုင်းတိုင်းကမလူမျိုးနယ်ရှိဖီစော်တီကိမ်းမှာဖမ်းဆီးခံလိုက်ရတဲ့လင်မယားနယ်ဦးတဲကအမျိုးသမီးကို ပီဇော်ဒီတွေကအာရမပြူဝီပြခတ်ခဲ့တာကြောင့်ဒီဆုံးခဲ့ပြီးအမျိုးသားပြည်သူကတော့ထပ်ပြေးလွတ်မြောက်လာခဲ့တယ်လို့ကမ်ဘလူခရယာအမတ်သုံးတရင်ကပြောပါတယ်အဆိုပါလင်များနှစ်ဦးဟာကောလင်းမျိုးနဲ့ညောင်ကိုကြီးရွာက38နှစ်အရွယ်ကိုကျော်မျိုးနဲ့33နှစ်အရွယ်မအေးမဦးတို့ဖြစ်ပြီးသူတို့ဟာရှေပုံမြကြီးနားလမ်းမိုက်မော်ရှိစပယ်နန်တာပီဆိုဒီအထိုင်စခန်းကိန်းမှာအော်တိုဘာ16ရက်မနက်9:00နာရီကျော်ကဖက်စည်းခံလိုက်ရတာလို့ဆိုပါတယ်ကိုကျော်မျိုးနဲ့မအေးမဦးတို့ကိုဝါနှက်ပြအကွာမှာတယောက်တနေရာစီခွဲထားပြီး မအေးမအူးကိုပီဆိုဒီတွေကတယောက်ပြီးတယောက်မတင်းကျင်ပြီးပြစ်တက်လိုက်တာလို့ကိုကျော်မျိုးရဲ့ပြောဆိုချက်ကိုကိုကပြီးကက်မလူခရိုင်အမှတ်တုံးတရင်ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်အဲ့ဒီနေ့ညနေ9:00နာရီကျော်မှာတရမူးတွေလည်းပီဆိုဒီတုံးကကိုကျော်မျိုးကိုရိုင်းနှံနှိပ်စက်ပြီးလက်ပြန်ကြိုးတုပ်ခါချောင်းကဆက်အနီးမှာပြစ်တက်ဖို့ဒူးတောက်ခိုင်းလာချိန်ချောင်းနှဲကိုခုန်ချပြီးထွက်ပြေးခဲ့တာလို့ပြောဆိုကြောင်းအထက်မှတာဝန်ရှိသူကဆိုပါတယ်ကိုကျော်မျိုးမှာရိုင်းနှံနှိပ်စက်ခံရရတာကြောင့်ညနေပြင်တစ်ဖူးလုံးညုံမဲစွာဖူးရောက်နေသလိုလက်ခံဝင်းနှစ်ခုစလုံးမှာလည်း မီးလောင်တံရတွေဥကောင်းမှပေါက်ပြဲတံရကြောကုန်းမှညိုမဲဆွဲတံရတွေနဲ့အော်တိုဘတ်18ရက်မနက်ခွန်းနာရီခန့်မှာကဲမလူခရိုင်အမှတ်3တန်းရင်းစီကိုရောက်လာခဲ့တာလို့အထက်ပါတာဝန်ရှိသူကဆိုပါတယ်။ဒါ့အပြင်ဖက်စီခံရချိန်မှာတော့ပြူစောတီးတွေကဆွေးစည်းပါရွှေစဲကျိုးနှစ်ကုန်းတကြက်သားရွှေအခဲတစ်ခဲလက်ခတ်တရံလက်ခောက်တပွဲအပါအဝင်စုစုပေါင်းရွှေ3ကြက်သားနဲ့ငွေသားခွန်းတဲ့ပုံသုံးလုံးဆိုင်ငယ်တစည်းယူဆောင်ထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ လဗနန်မှာဂျာဗန်လက်ခက်ခံရတဲ့စစ်ကြောင်းက20ဦးတည်ဆုံးပြီးလက်နက်နဲ့စစ်တုံးမှန်းတွေဖမ်းမိတဲ့သတင်းကိုဆက်လက်တင်ဆက်ပါမယ်။ဘဟုတိုင်းလဗနန်မြို့နယ်တရဲချောင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုအော်တိုဘာ15ရက်မနက်7:00နာရီလောက်မှာဂျာဗန်တိုက်ခိုက်ခဲ့ပြီးစစ်တုံးမှန်း12ဦးကိုဖမ်းဆီးရရှိခဲ့ကာလက်နက်ခဲယမ်းတွေလည်းတင်ရှိခဲ့တယ်လို့တရားရီခရိုင်တရင်သုံးရှိသုံးညနဲ့တပ်ဖွဲ့နှစ်စီကသိရပါဗါတယ်။တရဲချောင်းရွာကပြည်သူနေအိမ်တွေကိုမိရှုပြက်စီးပြီးထွက်လာတဲ့စစ်ကြောင်းကိုအော်တိုဘာ15ရက်မနက်7:00နာရီလောက်က တရားချောင်းရွာအထွတ်မှာဂျာမြက်ပိတ်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းတနအီခွဲခန့်ဂျာမြင့်ခဲ့တယ်လို့တာယာဝရီခရိုင်တရင်သုံးရှိသူများနဲ့တက်ခွဲနေတာဝန်ရှိသူတို့ကပြောပါတယ်တမ66စစ်ကောင်မရှိတဲ့တသားတွေရပါအဝင်ရပလန်ကဇော်မင်းသိန်းနဲ့ထရောက်ရှင်တို့ဦးစီးတဲ့ဘူစော်ဒီရဖွဲ့တွေနဲ့ပူပေါင်းအင်အား80ခန့်မှာစစ်ကြောင်းဟာလပန်းမျိုးနယ်လွှတ်စင်ကုန်းရွာပထဲကောရွာဘက်တွေကနေတဆင့်တရားချောင်းရွာကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးတရားချောင်းရွာကိုမိရှုခဲ့လို့နေရင်ချောင်းလုံးခန့်မိလောင်ခဲ့တယ်လို့ဆိုပါတယ်တော်လိုင်းအေးပူပေါင်းတပ်တွေပါကထိခိုက်မှုမရှိခဲ့ပဲ စစ်ကောင်မရှင်ဘက်က20ဦးခန့်တည်ဆုံးကစစ်တုံးမဆန်နှဦးအပါအဝင် G30 လက် G4 လေးလက် MA2 နှစ်လက်စနိုက်ပါတစ်လက်ကာဗိုင်တစ်လက်နဲ့ကြည်နှင်းငယ်ရရှိခဲ့ပြီးစစ်တုံးမန်းတွေကိုတော့တရင်တွေကထိန်းသိမ်းသွားမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် MNA စစ်စင်ရေးနယ်မြေဗဟိုတိုက်စစ်ဌာန Viewer 20နေကိုကဲမှုနဲ့ MA3 ရှိတုံညာနဲ့တရင် MA3 ရှိတုံညာတုံတရင်ရွှေရမ်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းလို့ဆောင်ခဲ့တာပါ နောက်ဆုံးသဘောအနေနဲ့တင်ဆက်ပေးမှာကတော့နက်တလင်းမှာစက်တက်လီတီနဲ့ဘုံကျဲလို့အမျိုးသားတအုပ်တည်ဆုံးခဲ့တဲ့တဲ့မှာဘခိုးတိုင်းနက်တလင်းမြို့နယ်တောင်ညိုဆယ်အနီးမကြီးပင်ကြီးရွာမှာစက်တက်လီတီနဲ့ဘုံကျဲခဲ့တာကြောင့်အမျိုးသားတအုပ်တည်ဆုံးပြီးနှစ်ဦးတန်ရာရတယ်လို့ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေစီကသိရပါတယ်။အော်တိုဘာ16ရက်ညနေ4နာရီခွဲမှာရွှေတောင်မြို့ဘက်ကတက်လာတဲ့စက်တက်လီတီနစီဟာမကြီးပင်ကြီးရွာတဲကိုဘုံလီလုံးခြေချခဲ့ရာတလုံးဟာပြည်သူနေအိမ်ပေါ်ကြားရောက်ပောက်ခွဲခဲ့တာလို့ဒေသကာကွယ်ရေးအဖွဲ့ဝင်တအုပ်ကပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲအခုလိုပုံကျခဲ့တာကြောင့်အသက်60အရွယ်မျိုးသားတအူးတည်ဆုံးပြီးအသက်30ကျော်နဲ့70နှစ်အရွယ်မျိုးသားနှစ်ဦးတို့တန်ရာရသွားတယ်လို့ဆိုပါတယ်စတင်မှာ9ရက်ကလည်းအုပ်ဖို့မျိုးနဲ့ချင်းစုကြီးရွာနဲ့ကန်းကြီးကြီးရွာဖို့စစ်ကောင်ပြေတသားတွေကဂျန်ယူကော်ပရာနဲ့ပုံကျချလို့ပြည်သူ၃ဦးတည်ဆုံးခဲ့သေးတယ်လို့သိရပါတယ်မီလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မီလက်တန်ရည်နေ့စဉ်သတင်းစီစဉ်ကိုနေ့စဉ် မြန်မာစံတော်ချိန်ည၈နာရီခွဲမှတင်ဆက်ပေးနေတာဖြစ်ပြီးမြန်လက်တန်ရဲ့ website, youtube နဲ့ facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။